အလုံးမဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘတ်မှာ2025အောက်တိုဘာလ15ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ကိုဤပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပထမအဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာအရာခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ဤပညာအရာကမ္ဘာရွှေကိုခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်အိဖိုးတိုင်းဖရင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အိဖိုးတိုင်းဖရင်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရင်ကျွန်တော်ဒီကနေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းနေပြီးဆုံးသွားတဲ့အချိန်တွေဟာ၄နာရီကြာပါတယ်ဒါကြောင့်တိုင်းဖရင်၄နာရီတိုင်းတာနဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားတာဖြစ်တယ်ဒါတိုင်းဖရင်နေရာဒါမိတ်ဆိုရဲကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့ ွဲပြားပြီးတော့ရောင်းဝယ်လုပ်ကြတာလည်းရှိတယ်။ HU နဲ့သုံးသပ်ပြီးရောင်းဝယ်လုပ်တာလည်းရှိတယ်။ MD ဒီ MD MPD ဒီ15မိနစ်တိုင်းဖရိန်နာယူရတိုင်းဖရိန်နေ5မိနစ်တိုင်းဖရိန်နေနဲ့တဲ့သုံးသပ်ပြီးရောင်းဝယ်လုပ်ကြတယ်လည်းရှိတယ်။အဲဒီထဲမှာကျွန်တော် A4 တိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်။လက်ရှိကမ္ဘာ့ရေပေါင်းဈေးဟာတအောင်စကိုကျွန်တော်တို့4,191ပေါင်နေတာဖြစ်တယ်။4,191ဆိုတဲ့ဈေးနေထားကဈေးကဈေးသက်အားတာနေတယ်။ ဈေးသက်အားသာနေတယ်ဝယ်လို့အားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်ဒီလိုပြောရလဲ။ဘာကိုကြည့်ပြီးပြောလဲဆိုရင်အယိုးရှင်းဆုံးပထမဆုံးတစ်ချက်ကြည့်မယ်ဆိုလို့ရင်ကျွန်တော်တို့လက်ရှိကန်နေတုံးကိုကြည့်လိုက်ပါ။လက်ရှိကန်နေတုံးဟာကျွန်တော်တို့ဒါဘူးကန်နေတုံးဈေးသက်ကန်နေတုံး ဈေးတက်ကန်နေတုံးဖြစ်တယ်လက်ရှိကန်နေတုံးကဈေးတက်ကန်နေတုံးကိုကျွန်တော်တို့ဈေးတက်နေတာဖြစ်တယ်ဒီကန်နေတုံးဒီလက်ရှိကန်နေတုံးမှမဟုတ်ဘူးပြီးသွားပြီးတဲ့၄နာရီအတိုင်းလာမှာပြီးသွားပြီးတဲ့ပြီးသွားပြီးတဲ့ဒီကန်နေတုံးတွေကလည်းဆက်တိုက်ပြီးမှဘူးကန်နေတုံးဈေးတက်ကန်နေတုံးတွေပဲတွေ့နေရဖြစ်တယ်ဒါကြောင့်ဈေးကွက်ထဲမှာဒါရောင်းလို့အသိမရှိဘူးဝယ်လို့အားတွေဆက်တိုက်ဆက်တိုက်ရှိနေရဖြစ်တဲ့အတွက်ဒါဈေးကွက်ကဈေးတက်အားသာနေတယ်ဝယ်လို့အားများနေတယ်လို့ကျွန်တော်တို့ဒါကြည့်လို့ရတယ်ဒါကအယူရှင်ဆုံးဝယ်လို့အားများနေလားရောင်းလို့အားများနေလားဆိုတဲ့ဟာကိုကြည့်ရနည်းဖြစ်တယ်နောက်ထပ်တနည်းအနေနဲ့တော့ကျွန်တော်တို့ဒါဒီနေ့ဘုံလူဟူးနဲ့အနေနဲ့ဈေးကွက်စောက်ဖွင့်ခဲ့တာဆိုလို့ရှင်တအောင်စောက်ကိုကျွန်တော် ော်တို့4144မှာဈေးစောက်ဖွင့်ခဲ့လိုက်တယ်4144မှာဈေးစောက်ဖွင့်ခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4193သိဈေးတက်ခဲ့ပြီးပါပြီ။ဒါ4193ဆိုတာစံချိန်ထိအမြင့်ဆုံးဈေးတက်မဲ့ဖြစ်တယ်။ဒါကဒီနေ့မှာနောက်ထပ်စံချိန်အတစ်ကိုပြန်တင်သွားတာဖြစ်တဲ့ဈေးနှုန်းကနောက်ထပ်ဒီလည်းပြန်တင်နိုင်နေပါသေးတယ်ဈေးကွက်အနေအထားတွေကဟုတ်ပြီ။ကျွန်တော်တို့လက်ရှိချိန်ထိအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ4140ထိကျခဲ့ပြီးပါပြီ။ကျွန်တော်မနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တာ4144မှာဈေးစောက်ဖွင့်ခဲ့ပြီးတော့အောက်ကို၄ပြည့်လောက်ပဲကျခဲ့တယ်4140လောက်ထိကျခဲ့တယ်။ ကြားခဲ့ပြီးတဲ့အချိန်မှာ4140ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်တက်သွားတာကလည်းဒါဖြစ်တယ်4163တိလက်ရှိဒါ4163တိထဲမှာဈေးအေးနေတာဖြစ်တဲ့ဈေးငွေတွေလို့ကျွန်တော်တို့ပြောရရတယ်ဒါကိုရှင်းရှင်းအပြည့်လည်းလက်ရှိချိန်ထိအရင်ဆုံးတက်ခဲ့ပြီးတဲ့ဈေးနဲ့အနေဆုံးကြားခဲ့ပြီးတဲ့ဈေးနဲ့ဖွင့်ဈေးကိုဘယ်လောက်လုပ်ပြီးကြည့်မယ်ဆိုရင်လည်းဒါဝယ်လို့အားများနေလားရောင်းလို့အားများနေလားဆိုတဲ့ဟာကိုချိန်စာပြီးကြည့်လို့ရမှာဖြစ်တယ်ဟုတ်ပြီဒါကလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်လက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုရင်ဒီနေ့ဘိုလ်လူဟူးလေးနေနဲ့သတိထားရမယ့်ဈေးတန်းတွေ ဘယ်လောက်ထိကြနိုင်တယ်လဲဘယ်လောက်ထိတက်နိုင်တယ်လဲဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲဒီတော့တခါလေးပြောပြီးတော့မှာဖြစ်တဲ့အတွက်မိတ်ဆွေရတာဆက်လက်ပြီးကြည့်သွားပြီးတော့လိုအပ်တယ် အကယ်လို့ဒါမိတ်ဆွေက trade ကောင်းဖွင့်နေတာပဲဖြစ်စေ VBNB signal channel တွေကို join နေတာပဲဖြစ်စေဒီ trade management account တွေကိုဒီလုပ်နေတာပဲဖြစ်စေ service ပေးနေတာ service ယူနေတာပဲဖြစ်စေကျွန်တော်တို့ဒါ Telegram နဲ့ Viber မှာလာအောင်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီ trade ကောင်းဖွင့်နေတာဆိုရင်ဘယ်လိုမျိုး service တွေကိုရနိုင်တယ်လဲဆိုရင်ကျွန်တော်ဒီမှာ trade ကောင်းဖွင့်လဲဆိုလို့ရှိရင် commission free တွေ swap fee တွေဒီဒီပြီးတော့ငွေထုတ်ငွေလည်းမြန်ဆန်တာလေကိုထုတ်တဲ့ငွေရဲ့ amount ကိုအတိအကျနဲ့ဒါမြန်မြန်ဆန်ဆန်လို့လို့ကိုကိုနဲ့ရတဲ့ ရကျင်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးစာပစ်တွေကိုရကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာအဲ VPN စကနစာပစ်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါမိတ်ဆွေရ 3D account ကဖွင့်ထားပြီးပြီအကြံပေးတွေလိုချင်တဲ့ VPN business channel ဆိုတာဒါက TP နဲ့ SN နဲ့ order line တွေကိုစနစ်တကျနဲ့အယောင်းဝလုတ်ချင်တဲ့အဲသုံးသက်ချက်တွေကိုအယောင်းမသုံးသက်ချင်ဘူးဆိုလို့ရှိရင်ဒီ VPN business channel ကိုဒါဆက်ပစ်ပေးပြီး join လို့ရပါတယ်ခင်ဗျာဒါကအသေးစိတ်ကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာလို့ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီအဲကျွန်တော်ဒီ ဒါလေးပြောပြပြီဆိုလက်ရှိရဲ့ဈေးကွက်အနေထားကိုပြောပြသွားတာဖြစ်တယ်လက်ရှိရဲ့ဈေးကွက်အနေထားကတော့ဒါဈေးကွက်ကတည့်ရတဲ့ထရန်ယာကတော့အထရမှာဒါဈေးဈေးကွက်ကဈေးသက်လာရမှာရှိနေတာဖြစ်တယ်အဲကျွန်တော်တို့ဒါဒီနေ့တည့်ရတာအနေနဲ့ဈေးကွက်ကဘယ်လောက်ထိဈေးအသက်မျောလို့ရအောင်မလဲဆိုလို့ရှိရင်ဈေးကွက်ကတော့ကျွန်တော်တို့အဲ၄တောင်းတရာဒီ63လောက်ရှိနေသည်ဒီနေ့တည်းကို၄တောင်း200ကျော်လောက်ထိကိုပြန်မြင်ရနိုင်ပါတယ်ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြောချက်တော့ဝေးမယ်ဈေးကွက်ရဲ့အနေထားက ဈေးတက်ကဆက်တိုက်တက်နေတာဖြစ်တယ်ဆက်တိုက်တက်နေပေမဲ့ဈေးတက်အားတာနေတယ်ဆိုပြီးတော့တွေးတဲ့နေရာမှာဝယ်ပြီး over trade တွေတော့မလုပ်စေချင်ဘူး over trade တွေလုပ်ပြီးဘိုင်းတွေတော့မဝင်စေချင်ဘူးဘာလို့ဆိုဈေးဈေးကဆွတ်တင်ဆွဲချရတဲ့မျိုးတွေရှိတယ်ဟုတ်ပြီကျွန်တော်ဖြေဖို့နဲ့ချိန်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာအဲဈေးတန်းကဘယ်လောက်ထိတွာလာတာတွာလို့လာနိုင်ဦးမလဲဆိုလို့ရှိရင်အဲ၄၂၄၅ဝန်းကျင်လောက်ဒီဈေးတက်ကလာနိုင်ဦးမှာဖြစ်တယ်ဒါကကျွန်တော်တို့ ဒီနိပညာအရာကိုတုံးတက်ထားတာဘယ်လောက်ထိသွားလာနိုင်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်ခံမှန်းထားတာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒီ၄တောင်းလက်ရှိဒီနေဘုံဘူးနေမှာကို၄တောင်း900ဒီဝင်းကျင်လောက်တည်းဒီ၄တောင်း900၄တောင်း900ကျော်တဲ့ဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်ဟုတ်ပြီဒါကသတိထားရမယ့်ဈေးတန်းပဲဖြစ်တယ်ဒီဘလောက်ကိုဖောက်ရင်အပေါ်ဆက်တက်နိုင်မလဲဆိုတာထက်လက်ရှိရဲ့ဈေးကွက်အနေထားကဝယ်လို့အားများနေတာ၄200ကျော်ဝင်းကျင်တွေကိုပြန်မြင်ရနိုင်မြင်ရနိုင်မှာဖြစ်တယ် ဈေးကြရောဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လောက်ထိတက်တာမဲဟာကိုတည်ပြီးပြီဆိုလို့ရှိရင်ဈေးကြရောမျောနေတဲ့သူတွေဆိုရင်ဘယ်လောက်ထိကြလာနိုင်ဦးမလဲဒီနေ့တရက်တာအနေနဲ့ဆိုလို့ရှိရင်တရက်တာအနေနဲ့ဆိုလို့ရှိရင်တော့ဈေးဘွက်ကဒါမနက်ပိုင်းစားပွင့်ခဲ့တဲ့စပူဈေးတန်းဟာဆိုလို့ရှိရင်၄140ဈေးတန်းမှာဖြစ်တယ်၄140ကိုဖောက်ချနိုင်မှာဆက်ပြီးဖောက်ချနိုင်မှာဖြစ်တယ်လက်လက်ရှိအရဆိုလို့ရှိရင်၄140တော့မဟုတ်ဘူးဗျာ၄140နဲ့85နဲ့85ဈေးတန်းတွေကိုဖောက်ချနိုင်မှာလားကျွန်တော်တို့ ဈေးကိုအကျမျောလို့ရမှာဖြစ်တယ်၄၁၈၅ကိုအရင်ဆုံးဖောက်ကြနိုင်ပါတာ၄၁၈၅ဈေးတန်းကိုမြင်ရနိုင်မယ်၈၅ကိုဖောက်ကြနိုင်ပါတာကျွန်တော်တို့50 40ဈေးတန်းနေ၄၁၈40ဒီ50ဒီကိုမြင်ရနိုင်မှာဖြစ်တယ်ဒါကတော့အစင်းစင်းဆက်ဖို့ဈေးတန်းတွေကိုဖြတ်ပြီးသွားနိုင်မှာဖြစ်တယ်အရင်ဆုံး၄၁၈၅ကိုဖောက်ကြနိုင်ပြီဆိုလို့ရှိရင်ဖောက်ကြနိုင်ပြီဆိုရင်၄၁၈၅ကိုတွားမယ်၄၁၈၅ကိုဆက်ပြီးဖောက်ကြနိုင်ပြီဆိုရင်တော့၄၁၈၅ 4140လောက်အထိကိုဈေးအကျမျိုးလာလို့လာနိုင်မှာဖြစ်တယ်။ဒါကဒီနေ့တရက်တာအနေနဲ့သတိထားရမယ့်ဒီ support နဲ့ resistance ဈေးတန်းတွေကိုကျွန်တော်ပြောပြထွက်တာဖြစ်တယ်။အကယ်လို့ဒါမရှင်းတာလေးရှိရင်ကျွန်တော်ဒါရိုက်ဆက်တူပြီးဆွေးနွေးလို့ရတယ်။ဒီ Telegram နဲ့ Viber မှာလည်းဆွေးနွေးလို့ရတယ်။ဟုတ်ပြီ။သတိထားရမယ့်ဈေးတန်းတွေကိုကျွန်တော်ပြောပြပြီးဆိုလို့ရှိရင်ဒီနေ့တရက်တာအနေနဲ့ဘယ်မှာဝယ်သင့်လဲ။ဘယ်မှာရောင်းသင့်လဲလို့တခါတည်းပြောပြထွက်မှာဖြစ်တယ်။ဒါကြောင့်ဆက်လက်ကြည့်သွားပြီးလို့လိုအပ်တယ်။ဟုတ်ပြီ။လက်ရှိအနေနဲ့ကျွန်တော်တို့ဒီမှာ buy order အနေနဲ့အရင်ပြောပြထွက်မှာဖြစ်တယ်။ buy တင်လား။ ကျွန်တော်အနေရဆိုရင်ကျွန်တော်ဒီနားမှာဘိုင်းတင်းတယ်ကျွန်တော်ဘိုင်းကြိုက်တယ်4190မှာ4190မှာဘိုင်းမှာတကယ်လို့ဒါ4190မှာဘိုင်းမကြိုက်ဘူးဆိုတဲ့မိတ်ဆွေတဲ့4185မှာဝယ်ပါတီဘီအမြတ်ပိုင်းစင်းကဘယ်မှာအမြတ်ပိုင်းရမှာလဲဆိုရင်4000 200မှာအမြတ်ပိုင်းမှာကျွန်တော်7ပစ်အမြတ်ယူထားတယ်4200ဝန်းကျင်နေမြင်ရနိုင်တယ်ဟုတ်ပြီ SN အရှုံးပိုင်းစီးတန်းကတော့ဘယ်မှာအရှုံးပေးရမလဲဆိုဒါမို့ဆိုရကိုရှုံးရှုံးခဏနဲ့ပမာဏတွေပေါ်မူတည်ပြီးတော့ချိန်ပြီးတော့ထားပါဘယ်မှာထားတင်တယ်လို့ပြောပြတော့ဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုရင်4380အောက်မှာ SN ထားရင်တော့ပို့ပြီးဆင်ပြေတယ်ဒါ SN ကကျွန်တော်ပြောရတာတော့ဝေးတယ်ဒါပေမဲ့မိတ်ဆွေကိုကြိုက်တူတူထားလို့ရတယ်ဘိုင်အတွက်ဒါ TV နဲ့ SN ကိုပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်အယောင်အတွက်ဆဲအော်တာအတွက် TV နဲ့ SN ကိုကျွန်တော်ပြောပြတော့ဖြစ်တယ်အယောင်ကဒီစီးတန်းထဲမှာအယောင်တင်တာကျွန်တော်အယောင်မကြိုက်သေးဘူးဘာကြောင့်လဲဆိုတော့ဈေးကွက်ထဲမှာဝယ်လို့အားများနေ တယ်ကန်နယ်တွေအရောက်ရောအကြည့်မယ်ဆိုလို့ရှိရင်ရောနှီးပညာအရောက်အကြည့်မယ်ဆိုဈေးရဆက်တိုက်တက်နိုင်နေတဲ့အနေဒါတွေ့ရတာကြောက်ကျွန်တော်အယောင်မကြိုက်ဘူးအကယ်လို့ရောင်းချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခဏနေရပြောထားလို့ဖီဖုန်းနဲ့ချိန်တယ်လို့4240နဲ့အဲ9လောက်မှာရောင်းလာကြိုက်ပါတယ်4245မှာရောင်းမှာအဲကျွန်တော်ရောင်းမှာတီပီအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်4000 45မှာရောင်းမှာ4245တွေမှာအမြတ်ပိုင်းမှာ အဆန်အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတော့ဒါမိတ်ဆိုတော့ကိုရှင်ရောင်းနိုင်တဲ့ပမာဏတွေပေါ်မူတည်ပြီးအဆန်ကိုချိန်ပြီးတော့ဖားမှာဘယ်မှာထားတင်တယ်လဲဆိုရင်တော့၄250ရဲ့အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်၄245မှာရောင်းပြီးတော့50မှာ 50အပေါ်မှာအဆန်ထိုင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကတော့မိတ်ဆွေကိုရှုံးရှုံးခွန်နိုင်တဲ့ပမာဏတွေကိုချိန်ပြီးတော့ထားပါဒါ10အတွက် DB နဲ့အဆန်ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်နိပညာရာသုံးသပ်ထားတာဖြစ်တယ်ကျွန်တော်တူဦးရတော့ဟိုအမြင်သုံးသပ်ပေးတာဖြစ်တယ်ဟုတ်ပြီနိပညာရာသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ lot site တွေပေါ်မှာမူတည်ပြီးစနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုပါတယ်ခင်ဗျာဒါနိပညာရာသုံးသပ်ပြီးပြီဆိုတော့ကျွန်တော်သတင်းပိုင်းရာသုံးသပ်ပေးသွားတာဖြစ်တယ်အကယ်လို့ဒါနိပညာရာဘိုင်းအရာတွေမရှင်းတာတွေပဲဖြစ်စေဒီ trade account ဖွင့်နေတာပဲဖြစ်စေကျွန်တော်ကိုဝေဖန်ပြီးစကနဲ့စာပြုတ်လိုချင်တာ ဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ဘိုင်းပါအောင်လားဆက်သွယ်ဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီနေပညာရပြီးပြီဆိုတော့သတင်းပိုင်းကအသုံးသက်ပြီးသွားဖြစ်တယ်ဒီနေ့အတွက်သတင်းတွေထွက်ဖို့ရှိတာကျွန်တော်တစ်ချက်ကြည့်ရအောင်ဒီနေ့တော့ဆိုရင်ဒါတင်းမရှိပါဘူးဒီမှာဘာမှမရှိဖြစ်နေ US data ဒီနေ့အတွက် US တင်းမရှိပါဘူး US တင်းမရှိတဲ့အတွက်ညပိုင်းမှာအယောင်းဝင်လောက်တဲ့အခါမှာနှိပညာအရာ နည်းပညာအရစနေတကြနဲ့အရောင်းဝယ်လို့လုပ်လို့ရပါတယ်ခင်ဗျာဘာလို့လဲဆိုတော့တရင်မရှိတဲ့အတွက်ကြောင့်ဈေးလောက်ခတ်ကတော့အရန်ကြီးမကျန်းနိုင်ပါဘူးဒါပေမဲ့တရင်မရှိဘူးဆိုပြီးတော့အာစနေတကြအရောင်းဝယ်မလုပ်တာမျိုးတွေတော့အာမပေးပါဘူးဘာကြောင့်လဲဆိုတော့ဈေးကွက်ကဒီဒီရပိုင်းတော်တဲ့မှာအရန်ဈေးသက်အကြတွေအရန်များနေပြီးတော့ဒီတက်ပတ်ထဲမှာလည်းနန်းဖန်တရင်တွေ PPI တရင်တွေ CPI တရင်တွေရှိသေးတာဖြစ်တဲ့တော့ဈေးကွက်ကခါနိုင်ပါသေးတယ်ဒါလေးတော့တစ်ချက်သတိထားပါဟုတ်ပြီဒါတရင်ရသုံးသပ်ပေးတော့တာဖြစ်တယ် အဲကျွန်တော်တို့ဒါမရှင်းတာရှိရင်ကျွန်တော်ဒါလေးဆက်ဆက်ဆွေးနွေးလို့ရတယ်ဒါ 3D ကောင်းဖွင့်နေတာပဲဖြစ်စေ VBMB Signal Channel ကို join ချင်တာပဲဖြစ်စေကျွန်တော်ကို Telegram နဲ့ Viber မှာလာဆက်ဆက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်